ျွန်တော်ဆရာစိန်ဘူတင့်ကိုကျွန်တော်ကပဏာယအကြောင်း1989ခုနှစ်မတိုင်မီတည်းကကျွန်တော်ကတက်ဆက်တရားနေပြီးတော့ထောင်ရောင်နေလို့အဲဂျော်ဒီတာတို့ဘာလို့အဲ့ထက်ကကျွန်တော်နှစ်သက်တယ်ဆရာကိုလေးအဲ့ထက်ကကျွန်တော်ကြင်ညိုတယ်လေးစားပဲဆရာစိန်ဘူတင့်ကိုလေးစားပြီးတော့1989ခုနှစ်မှာပဏာယအကြောင်းတက်တော့ကျွန်တော်ပဏာယအကြောင်းရှင်းရင်ဆရာစိန်ဘူတင့်ရှိမှာတပည့်သွားခံမယ်ဆိုပြီးအဲ့ထက်ကကျွန်တော်ယူရကြက်ထားပြီးဆရာရှိကိုပဏာယအကြောင်းဆင်းပြီးတာနဲ့6လလောက်အပြင်မှာနေပြီးတော့ကျွန်တော်ဆရာရှိတကလည်းတန်းပြီးတော့တပည့်ခံတာပါ thank you ရာစိန်မိုးတင်းဟာတီထွင်ကြံစားတဲ့တီထွင်ကြံစားတဲ့ဆိုင်းရဲ့တီထွင်ကြံစားတဲ့မြမဆိုင်းကိုတော့ကဘာတိအောင်ကျွန်တော်တို့ဟာလာဒိုရေမီဖာဆိုလာတီတို့ဒိုရေမီဖာဆိုလာတီတို့မှာကျွန်တော်တို့ကမြမတန်ဆန်အဲ့ဒိုရေမီဖာဆိုလာတီတို့ဆိုတဲ့မြမတန်ဆန်ကိုဆရာကဘာတိအောင်ဒိုဒီရေမာမီဖာဖီဆိုစီလာထာတီဆိုဒိုဆိုပြီးတော့အခရိုမက်တစ်တွေကိုဆရာနှစ်ထပ်ကြီးနေမောင်းကြီးနေအကုန်လုံးနှစ်ထပ်တွေအဲ့မှာထွင်လိုက်တာထွင်ပြီးတော့ကဘာတိအောင်လောက်တာ ဆရာကိုကျွန်တော်တို့ကဘာလို့ကြင်ညိုလဲဆိုရင်ဆရာစေမုတ်တင်းကိုဒီဖြင်းကြံစားတာလေးရဲ့နောက်ဆရာရဲ့လက်ကျလက်နာနဲ့စိုက်တီးတဲ့ဟာလေးကိုကျွန်တော်တို့ကအရန်လေးစားတယ်အရန်လဲကျွန်တော်တို့ကဂုံယူတယ်ဒါကြောင့်မို့ဆရာရှိမှတပည့်တော်ခဏပါကျွန်တော်ဆိုင်းဆရာအာရှစိန်နဂါပါအဲဘလို့ပြပြလဲဆိုတော့ကျွန်တော်တို့2000အဲ1999ပေါ့ဆရာတော်တပါးကနေပြီးတော့ ကျွန်တော်ဆိုင်းဗလာဒီတော့မယ်ဆိုတော့ဆရာတော်ဘုန်းကြီးကနေပြီးတော့ပေါတော်ဘုန်းကြီးကြောင့်ဆရာတော်တပါးကနေပြီးတော့အဲအာရှစိန်တကားဆိုတဲ့နာမည်ကိုပေးလိုက်တာပါကျွန်တော်ကအသက်14နှစ်15နှစ်မှာပန်ရန်ရန်ကုန်မြို့ပန်ရန်အကြောင်းတက်တယ်80ခုနှစ်ပေါ့1980ခုနှစ်ရန်ကုန်မြို့ပန်ရန်အကြောင်းတက်ပြီးတော့1983မှာပန်ရန်အကြောင်းဆင်းတယ်ပန်ရန်အကြောင်းဆင်းပြီးတော့ကျွန်တော်ဆရာစိန်ဘုတ်တင့်ရှိနှစ်နှစ်၃နှစ်ပေါ့ဆရာစိန်ဘုတ်တင့်ရှိရောက်တယ် ရောက်ပြီးတော့ကျွန်တော်အဲ့မှာရွေချက်နေနဲ့မှားပါတယ်အဲ့မှာကျွန်တော်ဇက်တွေနဲ့ရှောက်လိုက်လိုက်တော့နောက်ရန်ကုန်မြို့နဲ့ကျွန်တော်ဆက်ပြတ်သွားတာအဲကျွန်တော်ဇက်တွေနဲ့ရှောက်တီးတယ်အဲ၄၅နှစ်လောက်ရွှေမန်းကျော်မြင့်လို့ရန်ကုန်ကြည်အောင်တို့လို့နဲ့အဲ့လိုဇက်တွေနဲ့လိုက်တီးလိုက်ပြီး၃၅နှစ်လောက်ကြာမှကျွန်တော်ရန်ကုန်ပြန်ရောက်အဲရန်ကုန်ပြန်ရောက်ပြီးတော့အဲ့ဒါရန်ကုန်မှာပြန်တီးတော့နည်းနည်းမထင်မရှားဖြစ်သွားတယ်အဲရန်ကုန်မှာပြန်ဆိုင်းပလာပြန်တီးတယ်၂၀၀၉နှစ်1900ပေါ့2009ကပေါ့အဲဆိုင်းတီးပြီးတော့ 2000ခုနှစ်မှာဆိုကရေးဒီပံ့ပိုးပညာရှင်မပေါ့ဒေါ်အေးမော်ပေါ့အေးမော်ပညာရှင်ပြိုင်တဲ့အခါကျတော့ကျွန်တော်ပံ့ပိုးဆိုင်တည်တာအဲ့မှာရှူရပါပဲအရှူရယူတော့2005ခုနှစ်မှာ2005ခုနှစ်မှာအဲ့မှာမင်းသမီးတက်လက်ပေါ့အဲ့မှာဖြူနင်းစီဆိုတဲ့မင်းသမီးတက်လက်ကိုပံ့ပိုးတည်တာ2005မှာငွေတစ်ခါထပ်ရတယ်အဲ့ဒါနဲ့ကျွန်တော်ဆိုင်တောက်လျှောက်တီးပြီးတော့ အဲအခုဒီအတံပိုးဝန်းကြောင့်ပြုတ်ပါလားအဲကျွန်တော်ဆရာစိတ်ဘုံတင့်ကိုကျွန်တော်ကပဏ္ဏယာကျောင်း1980ခုနှစ်မတိုင်မီတည်းကကျွန်တော်ကဒက်ဆက်တည်းရနေပြီးတော့ထောင်ရောင်နေတို့အဲဂျော်ဒီတာတို့ဘာတို့အဲ့ထက်ကကျွန်တော်နှစ်သက်တယ်ဆရာကိုလေးအဲ့ထက်ကကျွန်တော်ကြီးညိုတယ်လေးစားတယ်ဆရာစိတ်ဘုံတင့်ကိုလေးစားပြီးတော့1980ခုနှစ်မှာပဏ္ဏယာကျောင်းတက်တော့ကျွန်တော်ပဏ္ဏယာကျောင်းရှင်းရင်ဆရာစိတ်ဘုံတင့်ရှင်မှာတပည့်သွားခံမယ်ဆိုပြီးအဲ့ထက်ကကျွန်တော်ယူရကြက်ထားပြီးဆရာရှိကိုပဏ္ဏယာကျောင်းရှင်းပြီးတာနဲ့6လလောက်အပြင်မှာနေပြီးတော့ကျွန်တော်ဆရာရှိတကလည်းတန်းပြီးတော့တပည့်ခံတာပါ ဆရာစိန်ဘူးတင်းကတီထွင်ကြံစတဲ့တီထွင်ကြံစတဲ့ဆိုင်းရဲ့တီထွင်ကြံစတဲ့မြမဆိုင်းကိုသူကကဘာတိအောင်ကျွန်တော်တို့ဟာလာဒိုရေမီဖာဆိုလာတီတို့ဒိုရေမီဖာဆိုလာတီတို့မှာကျွန်တော်တို့ကဒါမြမတန်ဆန်အဲ့ဒိုရေမီဖာဆိုလာတီတို့ဆိုတဲ့မြမတန်ဆန်ကိုဆရာကဘာတိအောင်ဒိုဒီရီမာမီဖာဖီဆိုစီလာတာတီဆိုဒိုဆိုပြီးတော့အခရိုမက်တစ်တွေကိုဆရာနှစ်ထပ်ကြီးကြီးမောင်းကြီးကြီးအကုန်လုံးနှစ်ထပ်တွေအဲ့မှာထွင်လိုက်တာထွင်ပြီးတော့သူကကဘာတိအောင်လုပ်တာ ဆရာကိုကျွန်တော်တို့ကဘာလို့ကြည်ညိုလဲဆိုရင်ဆရာစိန်မိုတင်းကိုတီထင်ကြံစားတာလေးရဲ့နောက်ဆရာရဲ့လက်ကြလက်နာနဲ့ဆိုင်တီးတဲ့ဟာလေးကိုကျွန်တော်တို့ကအရန်လေးစားတယ်အရန်လဲကျွန်တော်တို့ကဂုံယူတယ်ဒါကြောင့်မို့ဆရာစီမှာတပည့်သွားခဏပါဟုတ်ကဲ့အဲ့ဒီမှာဆရာနဲ့တူတာကတော့နောက်ကျွန်တော်တို့ပန်နေရာကြော်ဆန်းဝင်းဆိုတာယဉ်ကျေးမှုတက်ကတော်ကပန်နေရာကြော်ဆန်းမှုကိုကြော်ဆန်းဝင်းတယောက်နောက်မိုးစော်ဘူတယောက်နောက်ကျွန်တော်တို့ကြိုက်လက်ကရဲလင်းနိုင်ဆိုလားအဲ့ဆိုင်ဆရာတယောက်အဲ့ဒါဆရာစင်ပေါ်တင်းနဲ့တက်ထားတယ်ပဲ ့ဆရာစိန်ဘုတ်နဲ့နိနိတရာဆရာစိန်ဘုတ်နဲ့ယူဆတွေဆရာစိန်ဘုတ်ရဲ့တီးဖန်တွေရောဆရာစိန်ဘုတ်ရဲ့လက်ကျလက်နာဦးဆရာစိန်ဘုတ်သုံးပါးသွားတဲ့အခါကျတော့နားထောင်ခြင်းအဲ့ဆိုင်ဆရာတွေကိုသွားနားထောင်လို့ရတယ်ဆရာစိန်ဘုတ်နဲ့တတ်ထတယ်ပဲဟုတ်အဲအဲ့ဒါကဆိုင်းနေကိုအပေးတာကိုနည်းသွားတာကတော့ကျွန်တော်တို့ဒါပိတ်တက်ပေါ်မှာမူတည်တာပေါ့နော်ပိတ်တက်ကဆိုင်းကိုဘာဖြစ်လို့လဲကျွန်တော်တို့ဆိုင်းကတော်တော် ဟိုဘယ်လိုပေါ့မလဲဝါသနာလည်းနည်းနည်းဟိုဟိုဟိုပိတ်တဲ့အနေနဲ့ဝါသနာနားထောင်ရတာအခုကဟိုအသက်40လို့50ဆန်းဒန်းလောက်ပဲအခုလူငယ်တွေကတော့အားလုံးနောက်တိုင်းဂီတာကြတော့နောက်တိုင်းဂီတာဆိုတော့ဒိုးဒိုးတန်းတန်းဒိန်ဒိန်ဒိန်ဆိုတော့ဒါကိုစိတ်ဝင်စားတာပေါ့ဟိုကအလွယ်ရတယ်ကျွန်တော်မြန်မာဆိုင်ကအရန်ခက်ခဲတယ်နည်းနည်းတယ်သင်ရတာလည်းမလွယ်ဘူး20နှစ်တင်လည်းမဆုံး15နှစ်တင်လည်းမဆုံးအနည်း20တင်လည်းမဆုံး သူကတင်းလေးတင်းလေးခက်လာလေးခက်လာလေးအဲ့လိုဖြစ်တယ်အဲ့ရအောင်လူငယ်တွေကတိတ်စိတ်ဝင်စားတာပါအဲဆိုင်းဆရာတွေတချို့ဆိုင်းဆရာတွေဥသာပါဟိုအခုအခုကျွန်တော်တို့နောက်တိုင်းဆိုင်းဆရာကြီးအခုလက်ရှိဆိုလို့ရှိရင်အောင်ဝင်းဘူပေါ့အောင်ဝင်းဘူတို့ဆိုလို့ရှိလို့ရှိရင်ဆရာဆိုင်းဆိုင်းဆရာအောင်ဝင်းဘူဆိုလို့ရှိရင်အခုကျွန်တော်တို့ခေတ္တချင်းတွေကိုကျွန်တော်တို့ကဦးနာပြောတဲ့ခရိုမက်တစ်ပေါ့စန္ဒယားမှာရှိတဲ့အမဲလုံးတွေကျွန်တော်တို့ဆိုင်းမှာမရှိဘူးအခုတော့ကျွန်တော်တို့စန္ဒယားမှာရှိတဲ့အမဲလုံးတွေကျွန်တော်တို့ဆိုင်းမှာအခုရှိသွားပြီရှိသွားတဲ့အခါကျတော့ခရိုမက်တစ်တင်တဲ့အခုကျွန်တော်တို့ခေတ္တချင်းတွေဘာတွေကိုလူငယ်တွေနားဝင်အောင် အခုပြန်ပြီးတီးတဲ့အခါကျတော့အခုလူငယ်တွေတချို့တက်ဝက်တော့အဲ၃ချိုး၂ချိုးလောက်တော့ကျွန်တော်တို့ဆိုင်းကိုနည်းနည်းလေးစိတ်ဝင်လာသွားပါ